ားနဲ့ကိုးကောင်မှာအလုံးဝေးလံတဲ့တောင်ကုန်းပေါ်မှာတစ်ပင်တွေ အမျိုးစုံပေါက်နေကြတဲ့တရိတ်ဆန်တွေလည်းအမျိုးစုံနေထိုင်ကြတယ်တစ်တော့ဖြစ်နေတာကြောင့်ညက်တွေအင်းဆက်ပိုးကောင်တွေလည်းနေထိုင်ပါတယ်တစ်ပင်တစ်ပင်ပေါ်မှာပြားအုံအကြီးကြီးတစ်ခုရှိတယ်ပြားတွေဟာပန်းဝင်တွေကဝီရီစုပ်ပြီး သူတို့ပြောင်းအောင်မှာပြားရည်ဖြည့်ရင် အလုံများနေကြတယ်။လှုပ်ရှုပ်နေကြတယ်။အလုံရှုပ်နေကြတယ်။ပြောင်းအောင်ရှိရာတစ်ပင်နဲ့အနီးအနားကတစ်ပင်အိုအိုကြီးရဲ့တက်ခေါင်းပေါက်ထဲမှာတော့ပိုးကောင်မတွေအုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ပြားရည်နဲ့ပိုးကောင်မတွေဟာအိမ်နီးချင်းမိတ်ဆွေကောင်းတွေ ဖြစ်ကြတယ်။တအူးကိုတအူးကဒုက္ခမပေးဘူး။ ကိုလန်းကိုကိုရှောက်ပြီး ကို့အလုတ်ကိုပဲငိမ့်ငိမ့်ချမ်းချမ်းလောက်ကင်နေကြတယ်။တရက်မှာတော့ပြားတွေက မိတ်ဆွေပိုးကောင်မတွေကိုညစာလာစားဖို့ဖိတ်ခေါ်တယ်။ပိုးကောင်မတွေရောက်လာတော့ပြားအုံမှာညစာကအစင်နဲ့ပြင်ထားပြီးပြီ။ကောင်စားပြားရည်တွေနဲ့အဲ့ခံကျွေးမွေးတယ်။ပိုးကောင်မတွေကပြားရည်ရဲ့အရသာကို မကြိုက်မနစ်သက်ဘူးဒါကြောင့်မစားပဲဒီအတိုင်းပြန်သွားကြတယ်နောက်ရက်မှာဘိုးမောင်မာတွေကပြားတွေကိုတလက်ဖိတ်ခေါ်ပြီးညစာကျွေးတယ်သူတို့နှစ်သက်တဲ့နွားချီပုံကြီးကိုပကန်းအပြစ်ထဲ့ကျွေးတာပါပြားတွေကနွားချီမကြိုက်တော့တကိုင်းမတောင်းမှကိုက်မကြည့်ပဲဆာဆာလောင်လောင်နဲ့သူတို့ပြားအုံကိုပြန်သွားပါလေ ပြန်းနဲ့ပိုးကောင်မတို့ဟာအကြိုက်ချင်းမတူကြပေမဲ့မိတ်ဆွေတွေအဖြစ်ဆက်လက်နေထိုင်ကြပါတည်း